မင်္ဂလာပါခင်ဗျာဒီဘလိုလေးရတော့ဘာသာရေးနဲ့ပတ်သက်ပြီးစိတ်ဝင်တစားရှိကြတော့စူဇန်လေးလာကြတော့ဓမ္မမိတ်ဆွေများအတွက်ကောင်းကျိုးများစွာရှိနိုင်မယ်လို့ယုံကြည်တဲ့အတွက်မျှဝေတင်ဆက်ပေးခြင်းလည်းဖြစ်ပါတယ်ခင်ဗျာဒီဘလိုလေးမှာကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာများကတော့ရန်တန်ကားတို့ရဲ့အနေနဲ့လုံးဝမလွတ်အပ်သောအနိတနာ20နဲ့ကဘာဆိုတာကိုရှင်းလင်းမျှဝေပေးသွားမှာဖြစ်ပါတယ် ဒီအကြောင်းအရာများကတော့ဓမ္မသင်္ကနီတီကာမှာတွေ့ရှိခဲ့ရတဲ့အကြောင်းအရာများဖြစ်ပါတယ်ခင်ဗျာဒီအကြောင်းအရာလေးတွေကိုသိရှိနားလည်သွားပြီဆိုရင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ဒီအရာကတော့ရဟန်းတွေအဆက်တယ်ဒီအရာကတော့မအဆက်ဘူးဆိုတာကိုသိလာတဲ့အခါမှာရဟန်းတံဃာတော်တွေကိုရှင်းစစ်ပြီးတော့ကြည်ညိုလေးစားတတ်လာမယ်ဒါရမကအနာဂတ်သာသနာတော်အတွက်လဲအဲ့ဒီစီရင်းစင်ပြီးတော့လက်စီရဟန်းတွေ များစွာထွန်ကားလာနိုင်မယ်လို့ယုံကြည်ပါတယ်ဒါတော့အနေတနာ20နဲ့တပါးဆိုတာကိုစလျအောင်နံပါတ်1ကတော့ဝိဇာလို့ပါဠိလိုခေါ်ရတယ်မြန်မာလိုကတော့လူအများကိုရှေးကုပေးပြီးတော့လတ်လာဘရှာခြင်းနဲ့အဲ့ဒီအလုပ်ကိုလုပ်လို့မရပါဘူးဒီနေရာမှာလည်းဘုန်းကြီးရဟန်းတွေကရှေးကုလို့မရဘူးဆိုပြီးတော့အလုံးစုံဝေဖန်လို့မရပြန်ပါဘူး မဟာတိလက်ခံပါဠိတော်နဲ့ဝိနည်းတော်များမှာပြည့်ညတ်ထားသောဖျားရှင်ဖွင့်ပြထားသောရဟန်းတံဃာတော်များကနေပြီးတော့ရှေးကုပေးအပ်သော28ရောက်သောပုဂ္ဂိုလ်တွေကလွဲရင်ကုပေးလို့မရပါဘူး။အဲ့ဒါကိုလည်းဒီရှေ့မှာကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်ပြန်ထားပါတယ်။ရဟန်းတံဃာတော်တွေရှေးကုပေးလို့ရတဲ့ပုဂ္ဂိုလ်28ရောက်အကြောင်းကိုရေးွက်ပြထားတဲ့ဗီဒီယိုလေးရှာကြည့်လို့ရပါတယ်ခင်ဗျ။နံပါတ်1ကတော့ဒူတလို့ခေါ်ပါတယ်။ လူတို့ရဲ့ခရီးရှည်တမန်လုံချင်းအမှုမပြုတ်ရပါဘူးဥပမာဖျားဘူးသွားတဲ့စတိချက်လူများစုနဲ့သွားတဲ့နေရာမှာဘုံရန်တွေကဥစည်းဥဆောင်လုပ်ပြီးတော့ဆောင်ရွက်ပေးလို့မရတာကိုပြောတာဖြစ်ပါနံပါတ်3ပဟိနကာလူတို့ရဲ့အနည်းနာမှာအစီခိုင်းခံပြီးတော့နေခြင်းနားလည်နေချင်ပါတယ်နံပါတ်4ခန္ဓာပါလာတဲ့သူတော်ရဲ့အနာကိုဓာတ်နဲ့ခွဲပြီးတဲ့အလုပ်မလုပ်ရပါဘူးနံပါတ်5အရုမက္ခဏာ ဖေးလိန်ပေးသောအလုပ်ကိုလုပ်လို့မရပါဘူး။နံပါတ်6ဥက္ကံဝိရိစနပြုတ်အံပေးခြင်းအဲ့ဒီအလုပ်ကိုလုပ်လို့မရပါဘူး။နံပါတ်5အတော်ဝိရိစနဝန်းလို့ဖြေးပေးခြင်းလုံးဝလုပ်လို့မရပါဘူး။နံပါတ်7နတ်တုဒေဝိကာတဲ့နနတ်စီချက်ပေးခြင်းအဲ့ဒီအမှုပြုလို့မရပါဘူး။နံပါတ်9ဝနတေလိကမျက်စင်းပေးခြင်းလုံးဝလုပ်လို့မရပါဘူး။နံပါတ်10 ဝေလူဘွားပေးတော့အလုပ်လုပ်လို့မရပါဘူးနံပါတ်7ကတော့တည့်ရတဲ့ကဲဓဏီပေးတော့အလုပ်လုပ်လို့မရပါဘူးခင်ဗျာနံပါတ်7ပုတ်ဖားတယ်ပန်းပေးတော့အလုပ်ကိုလုပ်လို့မရပါဘူးနံပါတ်7ဖလှတယ်စားပွဲတည်ပြီးဆိုပေးလို့မရပါဘူးခင်ဗျာနံပါတ်14နာနာတယ်ရေချိုးဆက်ပြပေးတော့အလုပ်လုပ်လို့မရပါဘူးနံပါတ်15 ဒံသားတဲ့ဒံဘူးပြီးတော့အလုံးလုံးလို့မရပါဘူးဒံဘူးဆိုတာကတော့ဥပမာဒီဘက်ဖြစ်ဆိုရင်တွားတဲ့ဒံတွားတဲ့ဆီလို့မှတ်ရမှာဖြစ်ပါတယ်ဖះရှင်လက်ထက်ကဆိုရင်တော့တမာယိုးလေးကိုတစ်ဖက်ကခြွင်ပြီးတော့တစ်ဖက်ကဖောက်ပါလေးဖြတ်ထားမှာဒီလိုလေးတွားကြလေးတွေကိုတစ်ဖက်ကအခြွင်လေးနဲ့ခြွင်တစ်ဖက်ကတန်ရှင်းရေးလို့အဲ့ဒါကိုဆိုလိုပါတယ်ဒီနေ့ဖြစ်ဆိုရင်တော့တွားတဲ့ဆီတွားတဲ့ဒံပေါ့ဗျာနံပါတ်၁၆မြို့ခေါ်တနာတဲ့မျက်နှာတည့်ရေးပေးတော့အလုပ်လုပ်လို့မရပါဘူး နံပါတ်7ကတော့ဇန်နာနဲ့ညနေတိချီပေါင်တာပေးလို့မရပါဘူး။ဒါတော့ဘုရားရှင်လက်ထက်ကပေါင်တာမဟုတ်ပေါ်ပြီလားဆိုရင်တော့ဒီနေ့ဖြစ်လို့တော့မဟုတ်နိုင်ဘူး။အဲ့ဒီခက်ကဘာဖြစ်နိုင်တယ်လဲဆိုတော့ကျွန်တော်တို့တဏ္ဍခအကြမ်းတုံးကိုကြောက်ပြန်ပေါ်မှာတွေးမယ်။ပြီးပြီဆိုရင်ထွက်လာတဲ့တဏ္ဍခကြီးကိုနေလမ်းမယ်ခြောက်လာမယ်ပေါ့။အဲ့ဒီခက်လေးကိုပွဲလမ်းတစ်ပင်သွားတာနေပြီဆိုရင်ပွက်ချီပြီးတော့လိမ့်မယ်လို့ထင်ပါတယ်။အဲ့ဒါကိုပဲမျက်နှာချီပေါင်တာလို့ခေါ်လိမ့်မယ်လို့ထင်မြင်ယူဆနိုင်ပါတယ်။ နံပါတ်78မတ်တိကညင်ညက်သေးခြင်းနဲ့ညင်ညက်ဆိုတာကတော့ညင်မှုကိုပြောတာဖြစ်ပါတယ်တချို့နေရာတွေမှာညင်မှုညင်ညက်ကဆိတ်သက်ဝင်ပါတယ်အဲ့ဒါကိုဆိုလိုတာဖြစ်ပါတယ်နံပါတ်79ကတော့စာတူးတဲ့မိမိကိုယ်ကိုနှိမ်ချပြီးတော့လူဝိကြောင်ပုဂ္ဂိုလ်များနဲ့စကားပြောတဲ့အခါမှာကျွန်တော်ကျွန်ုပ်စတည်ဖြစ်မပြောရပါဘူးနံပါတ်20ကတော့မုခါတဲ့လိင်လီဝါကြွား၍အမှုကိစ္စတို့အားဆောင်ရွက်ပေးခြင်းအမှုပြုလို့မရပါဘူး နံပါတ်27ကတော့ဘသူ့ရဲ့ကလေးထင်းရတဲ့သူကလေးများကိုပွေ့ချီထင်းချောင်ပေးသောအမှုရဟန်းတံဃာတော်အနေနဲ့လုံးဝလုပ်လို့မရပါဘူး။ဒါတော့ပြီးခဲ့တဲ့ရက်ကကျွန်တော်ဒီဗီဒီယိုဖိုင်လေးတွေပေါ့ဒီကမဲ့ဒီဟာထောင်ထားသောဖုန်းကြီးတွေရဲ့ဗီဒီယိုဖိုင်လေးတွေတင်တဲ့အခါမှာအချို့သောပုဂ္ဂိုလ်များကအကွမ်းနံပေါင်း100လောက်ရှိတယ်ဆိုရင်အဲ့ထက်မှ20လောက်ကဝေဖန်ပြစ်တင်တာပြီးပါပါတယ်။ကို80လောက်ကတော့ ျွန်တော်အင်မတန်လေးစားရတဲ့ပုံစံတွေပါဘာသာရေးနဲ့ပတ်သက်ပြီးတော်တော်လေးလက်တန်းနေပြီးဘုဒ္ဓတာရှိတဲ့ပုံစံတွေဖြစ်ပါတယ်ဒီနာမ်က၂၀တဲ့ဘတုဆိုတဲ့ပြညာချက်ကလေးများကိုထိမ့်မပြရဘူးဆိုတာကိုတော့လူမှုကျင့်ဝတ်ကနေကြည့်ပြီးတော့ပရဟိတမိဘနဲ့ဒေဟာတွေထောင်တာတွေကိုတင့်တော်ပါတယ်လို့မြင်နေတဲ့ပုံစံများအဲ့ဒီလိုပုံစံတွေအတွက်တိုင်ရင်ရည်ရွယ်ပြီးတော့ပြညာချက်ချခဲ့တာလားလို့တော့ ကျွန်တော်အနေနဲ့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့တပ်ပိညုတဘုရားရှင်ဒီအတိတ်ကာလပစ္စုပန်ကာလအနာဂတ်ကာလအာလုံကာလသုံးပါးကိုတည်မြဲနိုင်သောပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဒါတွေကိုကြိုတင်ပြီးတော့ကာဝယ်ခဲ့တယ်။သာသနာရဲ့ဆုညောင်းခလုတ်ဖြစ်မဲ့အလုပ်တွေကိုမလုပ်ဖို့ဒီမိဘနဲ့ဒီဟာထောင်တာတွေကိုတားမြစ်ခဲ့တာလို့ကျွန်တော်ကတော့ယုံကြည်ပါတယ်ခင်ဗျာ။အခုကျွန်တော်ပြောပြခဲ့တဲ့အနိတန20တပါးဆိုတာကတော့ဓမ္မသင်္ကေတီကာမှာတိုက်ရိုက်ဖွင့်ဆိုထားသောအရာများဖြစ်ပါတယ် အဲ့ဒါကိုပဲကျွန်တော်တို့တိပိဋကမြန်မာပြန်မဟာနီးအရပြန်လည်ပြီးပြညာချက်ထုတ်ပြန်လိုက်တဲ့အခါမှာလဲအာနေတနာ20ကဘာဆိုပြီးတော့ပြန်ပြီးတော့ပေါ်လာပြန်ပါတယ်